ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရှိရဗီဒီယိုမှာထိစီ20ကိုတင်ပြထားပြီးဖြစ်တယ်ပေါ့နော်ဒီမှာတော့ဒီနေ့တော့အလဲထိုင်ဒီ၅လုံးနဲ့နောက်ထပ်အလဲထိုင်တစ်လုံးထဲတော့အလဲထိုင်နှီးကိုလည်းကျွန်တော်ပြန်လည်းမျှဝေတော့မှာဖြစ်တယ်ပေါ့နော်ဒီ900 300ခုမှာ900အလဲ900အလဲ600အလဲ6 68ခွန်နိနေခွန်388 339နဲ့ဒီ ၃၉နှစ်တပြင်မှာတော့အလေထိန်ပြတ်သွားတယ်ပေါ့နော်။ဟုတ်ကဲ့ဒီနေ့အဆက်ကိုအသုံးလို့တဲ့မိုက်ဆွေတွေအတွက်ပြန်ပြီးတော့သင်ပေးသွားမှာဖြစ်တယ်ပေါ့နော်။ကျွန်တော်ဒီ9693ညာတအလေထိန်မှာ33ညာ93ညာအလေပေါ့နော်။4568အလေမှာ9အလေထိန်39နဲ့3569မှာတော့9အလေဆွေတွေအတွက်ကျွန်တော်တို့ဒီပြည့်ခရက်တစ်ပတ်ဒီအလေထိန်ပြတ်သွားတယ်ပေါ့နော်။โอเคတကြိမ်တည်းပြတ်တဲ့အတွက်ကြောင့်မို့အဆက်ပြီး၃ရှင်တဲ့မိတ်ဆွေတွေအတွက်ကျွန်တော် ဒီ၁၂ကြိမ်အတွက်တင်ပြသွားမယ်ပေါ့နော်။၂ကြိမ်ပြီးရင်၃ကြိမ်အပေါင်း၅ရဲ့ခွန်ရဲ့ပေါင်းမယ်ပေါ့နော်။ကျွန်တော်ဒီ၅နဲ့ခွန်ပေါင်းတော့ပေါင်းရှင်း၁နှစ်ဖြစ်ပါတယ်။နင်းနဲ့၄ပေါင်းတော့ပေါင်းရှင်း၆တိက၃ကြိမ်ပေါ့နော်။၉က၃ကြိမ်ဖြစ်သွားမယ်ပေါ့နော်။၂ခွန်ခွန်ပေးရမယ်။ခွန်နဲ့၅ပေါင်းရှင်းဒီ၁နှစ်ဖြစ်ပါတယ်။ဒါဆိုရင်အနောက်ဆုံးကခွန်ရ2ရက်ကို9နဲ့10ပေါင်း16နဲ့2ပေါင်း8ရတဲ့အတွက်ကြောင့်မို့ ဒီဆက်နှချိန်မှာဆက်ပြီးတော့ OK လာခဲ့မယ်ဆိုရင်ပေါ့နော်ရှီကူတို့များတင်းနစ်အလေထင်ဖြစ်မယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်3ခုနှစ်တပင်မှာတော့ပြက်သွားတယ်ပေါ့နော်ဒီနေ့အဆက်က8939တင်းနေဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ်အလေထိုင်တလုံးထဲတော့နီးကိုလည်းကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်အောင်ပေါ့နော်ဒီ009ကနေ039ကိုဆက်ပြီးလေ့လာကြည့်အောင် ဒီခွန်ကိုပေါင်းရှင်ဒီ76ရှောင်းနဲ့ရှင်းပေါင်းရှင်74ကိုဒီတင်းနဲ့ပေါင်းရင်9ဖြစ်ပါတယ်။ရှေးက၄ချိန်30နဲ့နှစ်ကိုဒီ၄နဲ့ချိန်ပေါင်းရှင်းဆိုတော့ရှင်းနဲ့နှစ်ပေါင်းရှင်းပေါင်းရှင်း30ပြီးရင်ခွန်က9ချိန်ဖြစ်သွားမယ်ပေါ့နော်။ခွန်9လီ30နဲ့9ဆိုတော့99ပေါင်းရှင်း30ရတဲ့အတွက်တုံညာအလဲထိန်ဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်မှာခွန်တုံညာတုံညာဆိုတဲ့အတွက်ကြောင့်မို့ OK ဒီပေါ့နော်။တုံညာအလဲထိန်ဖြစ်ပါတယ်။ နောက်ထပ်ဒီ9တစ်ကြိမ်9နဲ့ပေါင်းတော့10ပေါ့နော်ဒီတော့ညဖြစ်ပါလေပြီးရင်4 4ကြိမ်ပေါ့နော်4 4 6 6နဲ့ဒီ4ပေါင်းရင်30ပေါ့နော်ပြီးရင်83 24 sorry 84 32ကို9နဲ့ပေါင်းတော့ခွန်39 39ခွန်ပေါင်းရှင်း900ရည်အတွက်ကြောင့်မို့9အလေထိန်ဖြစ်ပါတယ်3ခွန်ခွန်ဆိုတဲ့အတွက်ကြောင့်မို့9အလေထိန်ဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်ခုနှစ်အလဲထိုင်ခုနှစ်ဖြစ်တယ်ပေါ့နော်။ Okay နောက်ထပ်ဒီခွန်ခွန်ပေါင်းရှင်းဒီ74ရာတွေပေါ့နော်။၄နဲ့ဒီရှင်းနဲ့ပေါင်းတာ7နဲ့ဒီရှင်းနဲ့ပေါင်းရင်30ဖြစ်ပါတယ်။သုံးများပေးကြည့်မယ်ပေါ့နော်။ပြီးရင်၅နဲ့ချိန်ပေါင်း30နဲ့လေးဒီရှင်းဖြစ်ပါတယ်။တုံညာလေးချိန်တုံညာကိုတင်းနဲ့ပေါင်းတာတင်းရှင်းနဲ့တင်းနဲ့ထပ်ပေါင်းတော့ပေါင်းရှင်း900ရတဲ့အတွက်အလဲထိုင်900ဖြစ်မယ်ပေါ့နော်နောက်ထပ်တစ်ပြင်မှာ69လေးဆိုတဲ့အတွက်ကြောင့်မို့ ကျွန်တော်ကိုယ်အလေထိုင် okay တယ်ခင်ဗျာ okay ရှစ်ကိုလေးတပင်ဟာနေနောက်ထပ်တပင်ပေါ့နော်ဒီကိုလေးကောင်းတာ73 3နဲ့ဒီရှစ်ပေါင်း73တိကိုပေါင်းရင်30လေးလေးနဲ့ဒီရှစ်နဲ့ချိန်16ဆိုတော့ပေါင်းချင်း30ပေါ့နော်သုံးများရမယ်ငါးလေးလီ20 26ဆိုတော့သုံးများသုံးများ6ပေါင်းတော့6 6အလေထိုင်ဖြစ်ပါတယ်9 6 3ဖြစ်ပါတယ်ပေါ့နော်။ဒါကြောင့်6အလဲထိုင်ဖြစ်ပါတယ်။9 6 3ပေါ့နော်။ နောက်ထပ်ဒီနေ့အတိုင်းပဲဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာဒီခွန်3ပေါင်းရှင်းတစ်စိပ်ကြားတယ်ဗောနော်ဒီခွန်3ပေါင်း10 6 5ပေါင်းတာဆက်ပြီးဖြစ်ပါတယ်ခွန်၄ဒီ28ဖြစ်ပါတယ်ငါးနှစ်ကျင်း10ဗောနော်၃ညနဲ့၉ပေါင်းတာ၉၉၁ပေါင်း၁၀၈တလုံးကြံတဲ့အတွက်ကျွန်တော်ချစ်အလဲထင်ဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်မှာက၆၈ခွန်ဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့ကျွန်တော်ချစ်အလဲထင်၆၈ခွန်ဖြစ်ပါတယ်။ โอเคဒီနေ့အတိုင်းပဲဆက်ပြီး68ခွန်တပြားနေနိနိခွန်တပြင်းကိုလေးလာကြအောင်ပါနော်8ခွန်55 9 6ပေါင်း73တင်းနဲ့ဒီ9ပေါင်းရှင်6ဖြစ်ပါတယ်ရှင်းနဲ့ချိန်76အလျှောက်ကဒီမှာ9ချိန်ဖြစ်တော့မယ်ပါနော်65လီ30ဆိုတဲ့အတွက်6နဲ့6နဲ့ပေါင်းတော့စနေရတဲ့အတွက်နေအလဲထိုင်ဖြစ်ပါတယ်နေနေခွန်ဆိုတဲ့အတွက်ကျွန်တော်နေအလဲထိုင်နေနေခွန်ပေါ့နော်โอเคနောက်ထပ်ဒီခွန်ရဲ့ နှစ်ရက်ကို9နှစ်နှစ်ပေါင်းတာသည်ဇတိတည်တည်တည်သုံးပေါင်းတာဆိုရင်လေလေးလေးဒီက16 6ကိုဒီ9နှစ်ကြိမ်ပေါင်းဆက်လေးဆိုတော့30 6လေးလီဒီ24ဆိုတော့4.4ပေါင်းရှင်းရှင်းရတဲ့အတွက်ရှစ်အလေထင်ဖြစ်ပါတယ်။နောက်ထပ်ဒီပင်မှာ388ဆိုတဲ့အတွက်ရှစ်အလေထင်ဖြစ်ပါတယ်ခင်ဗျာ။388ပေါ့နော်။ဒီနှစ်အတိုင်းပဲနောက်ထပ်ဒီပင်ပေါ့နော်။ကျွန်တော်ဒီနှစ်နဲ့6ပေါင်းရှင်း30ဖြစ်ပါတယ်။ နေနဲ့ချစ်ပိုင်း10ဒီချစ်နဲ့6နဲ့ပေါင်းတော့14ရာတယ်ပေါ့နော်လေးပဲကြည့်မယ်ပြီးရင်ခွန်လေးဒီ20နဲ့ချစ်ပေါ့နော်ဒီ6နဲ့ချိန်7ဆိုတော့ပေါင်းရှင်30 6လေးဒီ24လေးနဲ့နေပေါင်းရှင်600မှာဖြစ်ပါတယ်ခင်ဗျာ6လေးဒီ24လေးနဲ့နေပေါင်းရှင်600ဆိုတော့တုံညာ46ပေါင်းရှင်30တုံညာအလေထိန်ရမယ်ပေါ့နော်နောက်ထပ်တစ်ပြင်မှာ3တုံညာ9ဖြစ်ပါတယ်ဒါကြောင့်မို့တုံညာအလေထိန်ဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ် ဒီတုံးများနဲ့ကိုပေါင်းရှင်ကိုဘောနော်ဒီကိုနဲ့ကိုပေါင်း၁၈နင်းနဲ့ပေါင်းရင်၃၅လေးလေး၂၆နဲ့ကျင်း၅၀နင်း၃လေးလေး၁၀နင်းနဲ့တစ်ပေါင်းရှင်၃ဆိုတဲ့အတွက်တုံးများနှစ်တုံးပေါင်းရှင်၅ရာတဲ့အတွက်ကျွန်တော်၅အလေထင်ဖြစ်ပါဖြစ်ပါတယ်နောက်ထပ်တစ်ပြင်မှာ၃၅နင်းဆိုတဲ့အတွက်ကျွန်တော်၅အလေထင် OK ဒီပေါ့နော်၅အလေထင်၃၅နင်းဖြစ်ပါတယ်၃၅နင်းတစ်ပြင်ကနေနောက်ထပ်တစ်ပြင်ပေါ့နော်၅၅ပေါင်းရှင်၃၀ဒီနင်းနဲ့ကိုပေါင်းတာက၁၇ခွန်လေးလေးဒီ၂၀နဲ့၈ ၄ကောင်ဒီမှာ၅ချိန်ဖြစ်သွားမယ်ပေါ့နော်၄၅လေး20တင်းတဲ့ရှင်းပေါင်းတော့900ရတဲ့အတွက်အလဲထိန်9ဖြစ်ပါတယ်နောက်ထပ်တစ်ပြင်မှာ35နေပြီးတော့39နေဆိုတဲ့အတွက်9အလဲထိန်ဖြစ်ပါတယ်၁၂ချိန်အတွက်ကျွန်တော်ဒီ39နေတစ်ပြင်ဟာနေထပ်ပြီးလေ့လာကြအောင်ပေါ့နော်9 3 9 39နေ36ပြီးရင်တော့နေ၄3 39တိခွန်ပြီးရင်နေ3 299 0.36ဖြစ်ပါတယ်။အဲဆိုရင်အခြေဆုံး9မှာတစ်ကြိမ်ဖြစ်ပါတယ်။အလေနဲ့အပိနဲ့မှာတစ်ကြိမ်စီ၃မှာတစ်ကြိမ်ဒီအလေမှာနှစ်ကြိမ်ဒီအနောက်က၄ကြိမ်အလေက၄ကြိမ်အနောက်မှာတစ်ကြိမ်ဖြစ်ပါတယ်။ဒါဆိုရင်ဒီ9နဲ့2ပေါင်းတာဒီ7 3နဲ့5ပေါင်းချင်း6 6နဲ့3ပေါင်းချင်း9ဖြစ်ပါတယ်။6လေးလီဒီ36 9ကြိမ်78ဆိုတော့8နဲ့6ပေါင်းရှင်းဒီ74ဖြစ်ပါတယ် 3420နှစ်နင်းနဲ့6နဲ့ပေါင်းရှင်ချစ်ဖြစ်ပါတယ်။ဒါကြောင့်မို့48ပေါင်း7နှစ်နင်းနဲ့9ပေါင်း73ဆိုတဲ့အတွက်ကြောင့်မို့ဤအရာတော့တည်အလေထင်ဖြစ်မယ်ပေါ့နော်။ဤအရာကျင်တော့မိတ်ဆွေများလေ့လာလို့ရအောင်ပြည်ရွယ်ပြီးတော့ပြန်လည်မျှဝေပြီးရှင်းတာဖြစ်ပါတယ်ပေါ့နော်။အဲကျွန်တော်တို့ဒီမှာအလေထင်တစ်လုံးယူတဲ့ဤဖြစ်ပါတယ်ပေါ့နော်။တဲ့အလေထိန်ဖြစ်ပါတယ်ဒါဆိုရင်ခုနကကျွန်တော်ဒီဟာလေးပေါ့နော်အလေထိန်မှာ ပြီးခဲ့တဲ့ပတ်တော့တစ်ချိန်ပြတ်သွားတယ်ဗောနော်အဲ့ဒီ knee asset ကတော့ကျွန်တော်3008963 68 9 9 3 8 8 3 3တောင်များကို3 9နဲ့ပြီးခဲ့တဲ့ပတ်မှာပြတ်တယ်ဒီပတ်မှာ69တောင်များ3နဲ့ဆိုတော့တဲ့အလဲထိုင်ဗောနော်အခုလွတ်စေတော့တဲ့အလဲထိုင်ဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်ညအရာဗောနော်နောက်ထပ်ညတစ်ခုကို ထပ်ပြီးပြန်ပြပေးမယ်ဗောနော်ညအတိဖြစ်ပါတယ်6 669 6669ကဒါပင်ရှိပေါ့နော်ဒီ669နှစ်ကနေစာပြီးပြပေးထားခြင်းဖြစ်ပါတယ်နိနိတိလေရှင်းလေးတော့6 663 3ညအလေနေတော်များကို9အလေ009ကို3ညအလေ900 9အလေ300 9အလေ89လေ6အလေ963 8အလေ689ဒီမှာဆိုနေအလေထိုင်ပါတော့နေနေခွန်968တင်းနေထက်က6အလေ3ရှိရှင်း တုံးတုံများကိုငါအလေတုံးငါနေပါတော့တုံးငါနေပြီးတော့တုံးကိုနေဖြစ်ပါတယ်ရှစ်ကိုတင်လင်းငါထဲကကိုအလေတုံးကိုနေဖြစ်ပါတယ်ဟုတ်ကဲ့ဒီနီးကိုအတုံးလိုတဲ့မက်ဆေ့ချ်တွေကျွန်တော်ထပ်ပြီးတော့တင်ပေးသွားမယ်ပါတော့ဒါကတော့နီးအစ်တဖြစ်ပါတယ်ဒီငါကတော့ငါးချိန်ဖြစ်ပါတယ်ငါးငါးလီ25ကိုငါပဲရည်မယ်ငါးနှစ်ချိန်ပေါင်းရှင်း30ကိုနှစ်ချိန်က78နင်းနဲ့ပေါင်းရင်30နင်းသုံးလီဒီ6လေးနဲ့ တစ်ပေါင်း9ပေါ့နော်9နဲ့3ပေါင်းရှင်းသည်10ဖြစ်ပါတယ်နောက်ထပ်ခွန်6နဲ့10ပေါင်းတာ10နှစ်ဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီ6နဲ့10ပေါင်း10 6နဲ့ခွန်ပေါင်း9နဲ့6ပေါင်း10တင်းနဲ့ခွန်ပေါင်းရှင်းရမယ်ပေါ့နော်8 9ကို2နဲ့ပေါင်းတာ10တစ်ကို3ပေါင်းတာ4 9 8 9 3 5အလေထိုင်မှာ3 9နဲ့9အလေထိုင်ဖြစ်ပါတယ်ဒါတော့ပြည့်ခဲ့တဲ့ဘက်မှာကျွန်တော်မတင်ပြလဲရဘူးပေါ့နော် တင်ပြလိုက်တဲ့နည်းတစ်ခုဟာပြတ်သွားခဲ့တာဖြစ်ပါတယ်။ Okay ဆက်နှစ်ချိန်မှာ99လီတီ20နဲ့5ဖြစ်ပါတယ်။ခုနှစ်နှစ်ချိန်ပေါင်းချင်းဆက်လေနှစ်ကတစ်ချိန်၄တစ်ပေါင်းမယ်ပေါ့နော်။ငါ9 6ပေါင်းချင်းကလည်း15 8တစ်ချိန်ဒါဆိုရင်ကျွန်တော်99ပေါင်းချင်း30 2နဲ့6ပေါင်းချင်း30ငါနဲ့၄ပေါင်းချင်း9ဆိုတဲ့အတွက်9 3ည3ည9ပေါင်းတော့2နှစ်ကို3ပေါင်းတော့9 6 63ည96အလဲထိန်ဆိုပြီးဖြစ်ပါတယ်63ည96ဖြစ်မယ်ပေါ့နော်ဒါပင်ရှိဖြစ်ပါတယ်တွေ့ရှိမှလည်းရှိသေးတယ်ပေါ့နော်โอเคဒါဆိုရင်ခုနကအလဲထိန်ကတော့တစ်တလုံးဆိုပေမဲ့ဒီနေ့မှာတော့တစ်မပါဘူးပေါ့နော်အဲ့ဒါကြောင့်မို့ဂျိုင်းနေတဲ့နေ့ကိုပဲမိမိတို့အယူသုံးပါပေါ့နော်အဲဒီနေ့မှာတော့ကျွန်တော်63ည ပုံတူမယ်ပေါ့နော်ကိုယ်တော်များနဲ့ပုံတူမယ်ကိုယ်တော်များတင်းနဲ့အလေထိုင်နဲ့အာနေနေတဲ့အတွက်ကြောင့်မို့အသုံးပြုတဲ့အခါမှာတော့ကျေးဇူးပြုပြီးမိတ်ဆွေရဲ့ဆုံးဖြတ်ချက်ကိုဒါလေးအတည်ပြုပါခင်ဗျာအရှင်ဒီမှာတော့တလုံးထဲတော့အလေထိုင်သုံးချင်တယ်ဆိုရင်ပေါ့နော်ဤအရာကျွန်တော်ဒီဆက်နတ်ချိန်မှာဒီအလေထိုင်ဖြစ်ပါတယ်ဆက်ပေးမပေးကတော့ကျွန်တော်စောင့်ကြည့်ရုံပဲပေါ့နော်ဒါလေလာလို့ရအောင်တင်ပြပေးရှင်းတာဖြစ်ပါတယ် ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အမေရှင်များကိုလည်းကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်ထပ်ဗီဒီယိုမှာလည်း update လုံး20ကိုလည်းတင်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လဲဆောင်းမြောကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ။